မြန်မာနိုင်ငံကိုနိုင်ငံခြားခီးတယ်တွေလာကြတဲ့အခါဈေးနှုန်းတွေပိုတောင်းတာကမှန်လားမြန်မာနိုင်ငံကိုလာတဲ့နိုင်ငံခြားသားတွေကိုပုံမှန်ဈေးထက်ပိုတောင်းပြီးလိမ်လည်နေတာကမြန်မာနိုင်ငံအတွက်တကယ်ကိုသိက္ခာကျစေပါတယ်မြန်မာနိုင်ငံမှာလူကောင်းတွေရှိပေမဲ့လောဘတက်ပြီးတော့သူများပတ်စံကိုမတရားလိုချင်နေတဲ့လောဘသားတွေလည်းရှိပါတယ်သူတို့ရဲ့အုံနောက်ကတခါစားအုံနောက်တွေပါသူတို့ရဲ့အတွေ့မှာနိုင်ငံခြားသားတွေတခါပဲလာတာရှားတော့သူတို့ရဲ့ပတ်စံတွေကိုရှူးပစ်မယ်ဆိုပြီးတွေ့ပါတယ် ဒါပေမဲ့ဒီလိုလိုရက်ကုန်နိုင်ငံသားတွေတိသွားရင်ဘလောက်ထိသူတို့ကမြန်မာနိုင်ငံကိုတိုက်ခါကြလဲဆိုတာကိုမစင်စားပါဘူး။ပိုပြီးတော့ဆိုတာကတော့နိုင်ငံသားခီးသွားတွေကမြန်မာနိုင်ငံကိုလဲပတ်တဲ့အခါမှာကားတွေစံကယ်တွေကိုငှားပြီးဘလော့ရိုက်ကပတ်ပါတယ်။အဲလိုချိန်ဒီမှာဒီနာဒီနာကိုပတ်စံအများကြီးတောင်းပါတယ်။အကယ်၍နိုင်ငံသားသားကဈေးစင်မပြေဘူးထောက်ဝက်ဈေးစင်ရင်တော့သူတို့လက်ခံပါတယ်။ဒါတွေကဂုံယူစရာမဟုတ်ပဲတိတ်ခါကြတာပါ လူမှန်ဆိုရင်တောင်းထားတဲ့ဈေးနဲ့ထောက်ဝက်စစ်တာက လုံးဝလက်မခံနိုင်စရာပါပို့ဆိုးတာကဒီလိုအခြေအနေမှာနိုင်ငံသားသားဘက်ကလည်းတတ်တောင့်တတာမရှိတော့တဲ့ပြင်မြန်မာနိုင်ငံမှာတိတ်ခါကြလာပါတယ်ဒါပေမဲ့လည်းတချို့ဒေသတွေမှာဆိုရင်နိုင်ငံသားသားတွေစီကနေပတ်စံပုံမှန်ထက်ပိုတောင်းတာတတိထားမိကြမှာပါတရားဝင်သတ်မှတ်ထားတဲ့ဈေးမှမဟုတ်ရင် အမှန်တကယ်တော့တိုးပြီးမကောက်ခံတင်ပါဘူးဒါပေမဲ့လည်း အချိန်နည်းနဲ့အချိန်ခါရရှားပါရင်ကျေးမှုတွေရှိတဲ့နေရာဒေသတွေနဲ့အင်မတန်လှပတဲ့တဘာဝတရားတွေကိုထိမ့်သိမ်းကာကွယ်ဖို့အတွက်ဆိုရင်တော့ရန်ပုံငွေပို့မှုလိုအပ်တာကြောင့်ဝင်ကြီးတွေပို့မှုကောက်ခံတင်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ဒီလိုဒေသန္တရခီးသွွားလုပ်ငန်းတွေကနေတဘာဝအလားတရားတွေကိုကာကွယ်ထိမ့်သိမ်းမှုရန်ပုံငွေပို့ပြီးလိုအပ်လို့လည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအချိန်တွေရတော့တိုးပြီးမကောက်တင်ပါဘူး။ ဥပမာကိုယ့်နိုင်ငံရဲ့ဝင်ကြီးနဲ့ကုန်ကြစရိတ်တွေကအခြားအိန္ဒိယနိုင်ငံတွေထက်အဆမတန်ဈေးမြန်မာနေမယ်ဆိုရင်လည်းနိုင်ငံခြားခီးသွားတွေကကိုယ့်နိုင်ငံကိုမရွေးချယ်ပဲအခြားနိုင်ငံကိုရွေးချယ်သွားနိုင်ပါတယ်။နောက်ပြီးမြန်မာနိုင်ငံရဲ့လက်ရှိစီးပွားရေးခြေအနေမှာခီးသွန်းအဲ့တင်တွေပြန်လည်ရောက်ရှိလာဖို့လိုအပ်နေတဲ့အတွက်ကိုယ်ပိုင်ကဝန်ဆောင်မှုတွေနဲ့အခကြေးငွေတွေကိုတည်တည်ချာချာသတ်မှတ်ပေးဖို့လိုအပ်ပါတယ်။ ။နောက်ပြီးစီးနှုံတက်တာမှုကလည်းခီးတွားတွေကိုဆွဲဆောင်နိုင်တဲ့မြန်မာနိုင်ငံရဲ့ပြိုင်ဆိုင်မှုအားသာချက်တစ်ခုလည်းဖြစ်နိုင်ပါတယ်။ဒီတော့အခုလိုနိုင်ငံသားခီးသွားတွေအပေါ်မှာကြုံရင်ကြုံသလိုအခကြေးငွေတောင်းမဲ့စာပြည်သက်တွေအနေနဲ့ဒီလိုချက်တွေနဲ့ပြုပြင်ပြောင်းလဲပြီးတောင်းခံတင်ပါတယ်။ဒါဆိုမိတ်ဆွေတို့အနေနဲ့နိုင်ငံသားခီးသွားတွေစီကနေကြုံသလိုပတ်စံတိုးတောင်းမဲ့စာနံပါတ်၁နိုင်ငံကူးလက်မှတ်စည်းနှုံးတွေကြားလိုက်ဝင်ကြီးတွေထင်ရှားတဲ့နေရာတွေနဲ့ဝင်ကြီးတွေကို ကျောင်းသားအလိုက်ဒါမှမဟုတ်အတန့်ရွယ်လိုက်ခွဲခြားပြီးတုံးမြင့်ကောက်ခံတင်ပါတယ်။နမနဲ့ဝန်ဆောင်မှုရှည်သွေးမြင့်တင်တင်ပါတယ်။ဆွန်လိုရာကတော့မိတ်ဆွေတို့အနေနဲ့ခီးတဲ့ကပတ်စံပို့ပေးရင်ပုံမကောင်းမွန်တဲ့ဝန်ဆောင်မှုရမယ်ဆိုတာသိရင်ခီးတဲ့ဘက်ကပို့ပေးဖို့သဘောတူနိုင်ပါတယ်။နမ၃ဒေတာဆိုင်ရာစီးပွားရေးကိုမြင့်တင်တင်ပါတယ်။ပြောချင်တာကအဓိကနေရာတွေမှာပဲဈေးနှုန်းမြင့်တယ်မဲ့စာဒေတာခန်းနေအကျုံးရှိစီမဲ့ခီးသွားစီးပွားရေးကိုမြင့်တင်သင်ပါတယ်။နံပါတ် ရာသီလိုက်ဇင်းနှုံထားတွေပြောင်းလဲတက်မှတ်ပေးတာကလည်းနှုံနှက်ဘက်ကိုအကျိုးရှိစေပါတယ်။ဥပမာပြောရရင်တော့စောင်းရာသီလိုပွင့်လင်းရာသီမှာဆိုရင်ပုံမှန်ထက်20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းထိပုံမှန်ကောက်ခံပြီးတော့မိုးရာသီမှာဆိုရင်တော့15ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းလောက်ထိ short ချပြီးတော့ခီးသွွားလုပ်ငန်းအတွက်ထိမ့်သိမ်းထားတင်ပါတယ်။ နောက်ပိုင်းတတိထားတဲ့အချက်တွေကဈေးနှုန်းမြင့်တင်လိုက်မယ်ဆိုရင်ခီးသွွားတွေအတွက်ပိုပြီးတော့ကောင်းတဲ့ခီးသွွားအတွေ့အကြုံတွေနဲ့ပိုကောင်းတဲ့အကျိုးကျေးဇူးတွေကိုလည်းပေးနိုင်အောင်စီစဉ်ထားတင်ပါတယ်။ဒါကြောင့်ပတ်စံပို့တော်မှုထံမြန်မာနိုင်ငံရဲ့ခီးသွွားလုပ်ငန်းကိုရှေးရှေးတည်တံ့ပြီးဒေသခံတွေအတွက်အကျိုးရှိစေမယ့်နည်းလမ်းတွေကိုစဉ်းစားတင်ပါတယ်။အကယ်၍ပတ်စံပို့ပေးရမယ်ဒေသခံတွေရဲ့လူနေမှုဘဝတွေ တဘာဝပတ်ဝန်းကျင်နဲ့ရင်းကျိမှုအမွေနဲ့တွင်ကာကွယ်ဆောင်ရှားဖို့အတွက်လည်းတကယ်ထိုက်တန်မှသာခီးသွားတွေဘက်ကလည်းဈေးနှုန်းပိုပြီးမှဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ရောနိုင်ငံသားခီးသွားတွေကိုအခကျင်းငွေပိုကောက်ခံတင်နေတယ်လားမကောက်ခံတင်မူလားဆိုတော့ comment လေးမှာဝင်ရောက်အကြံပြုပေးခဲ့ကြပါအောင်နော်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ Zotan Sharing Channel လေးကို like and follow လုပ်ခဲ့ပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။